အပိုင်း1120နှစ်ရဲ့အဆမှာတော့ရုဒိယပေါ်လာတဲ့အရာမပင်းကူလက်ဝါကြီးကြောင့်တာရှိကီအပါဝင်ရေတပ်သားတွေအားလုံးနဲ့ကြောက်လန့်ကုန်ကြပါသည်။ဒါကြောင့်သူတို့ကအဲ့ဒီအရာမလက်ဝါကြီးကိုအမြောက်တီနဲ့ဝိုင်းဝန်းပစ်ခတ်ပြီးဖျက်ဆီးဖို့ကြိုးစားခဲ့ကြပါသည်။ဒါပေမဲ့ကန်ဆိုးစွာနေပဲအမြောက်ဆန်တွေကဒိုးမပေါက်ဖြစ်နေတာကြောင့်သူတို့အားလုံးကစိတ်ပြတ်သွားကုန်ကြပါပြီ။ဒါကြောင့်သူတို့ကထွက်ပြေးဖို့ကြိုးစားခဲ့ကြပေမဲ့တစ်ဆက်တည်းမှာပဲအရာမပင်းကူကြီးရဲ့လက်ဝါကသူတို့ကိုလိုက်လံဖမ်းဆီးဖို့အကြောင်းဖန်လာပါသည်။ဒါကိုတစ်ဖက်ကကြည့်နေတဲ့ကိုဘီကတကယ်လို့သာအဲ့လောက်ကြီးတဲ့လက်ဝါကြီးကသူတို့ရဲ့တပ်သားတွေဘက်ကိုကြောက်ရွံ့သွားမယ်ဆိုရင်ယာနဲ့ကြီးတဲ့အသက်တွေ တည်ဆုံးကုန်မှာဖြစ်တဲ့အတွက်ဆောင်းရှောက်ရမယ်ဆိုတဲ့စိတ်ကိုတွေးပြီးစိုးရိမ်နေခဲ့ပါလိမ့်အဲ့ဒီအချိန်တစ်ဖက်မှာလေတာရှီကီကရန်သူကိုတားဆီးဖို့လုံးဝမဖြစ်နိုင်တာကြောင့်ပင်လယ်ထဲကိုခုံချဖို့အတွက်အသိမြင်ထားကြလို့အမိန်ပေးထားပါလိ။နောက်ပြီးလေဝမ်ပိုက်ထဲကတပ်သားတွေကိုလည်းဂုံးဘတ်ပေါ်ကိုတက်ပြီးပြည်သူတွေကိုကာဝယ်ချဖို့အတွက်တတိပေးလိုက်ပါလိ။အဲ့ဒီအချိန်ကိုဘီကတော့အခုလိုဖြစ်လာရခြင်းရဲ့အကြောင်းရင်းတွေအားလုံးကသူ့ကြောင့်ပဲဆိုပြီးသူ့ကိုယ်သူအပြစ်တင်နေတာပါ။နောက်ပြီးတကယ်လို့အားလုံးသာတည်ဆုံသွားခဲ့မယ်ဆိုရင်သူ့ရဲ့ပြယောကမကင်းဘူးဆိုပြီးစိတ်တီကကနာမငြိမ်ဖြစ်နေခဲ့ပါလိ။ အဲဒီနောက်မှာတော့ကိုဘီကတယောက်တည်းယူကျင်တလို့တွေဖြစ်သွားခဲ့ပြီးဗဇက်ကနေလဲကျွန်တော်ပါလို့ရင်ကောင်းမလဲဆိုတဲ့စကားလုံးကိုထပ်ခါထပ်ခါအော်ဟေးနေပါလိဒီလိုနဲ့အရာအလုံးကခိတအနီရောင်ကိုပြောင်းနေသွားခဲ့ပြီးကိုဘီတယောက်ဆုံးဖြတ်ရခန့်နေချိန်မှာပဲဂက်ပြရဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရပါလိဂက်ကကိုဘီကိုတကယ်လို့မင်းအနေနဲ့အားလုံးကိုကဲတင်နေတယ်ဆိုရင်ကဲတင်လို့ရတယ်လို့ဆိုလိုက်ပါလိဒါအပြင်ဒီလုပ်ငန်းစဉ်အတွက်သူကိုယ်တိုင်လမ်းဖွင့်ပြီးမှဖြစ်ပြီးအရင်ဆုံးမင်းအနေနဲ့ကပတိန်ကိုဘီကကျိုးမိတ်စာရဲ့လက်ကိုဖြတ်စည်းပေးရမယ်လို့ထားပြောလိုက်ပါလိ ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုအောင်မြင်ဖို့ဆိုရင်ကိုဘီစွန်စားမှုတွေပြုလုပ်နေချိန်မှာ Grass ကအဲ့ဒီလက်ဖွားကြီးရန်ကနေတင်းမောကိုကာကွယ်ပေးရမှာဖြစ်ပြီးဟမ်မန်ဘူကတော့ကိုဘီနဲ့ Grass အနာကိုဘယ်လိုရန်သူမျိုးကမှကတ်မလာနိုင်အောင်ဓာစီပေးရမယ်လို့ဆိုလိုက်ပါရီဒါကိုကြတော့ဟမ်မန်ဘူကဖြစ်နိုင်မှာမလားဆိုပြီးကိုကိုကိုတန်တရားဝင်နေခဲ့တာပါဒါကြောင့် Gap ကလည်းတိုက်ပွဲအတွင်းမှာအမြန်ဆုံးချရတဲ့ဆုံးဖြတ်ချက်တွေလောက်မှန်ကန်တဲ့အရာမရှိဘူးဆိုပြီး၃ရောက်စလုံးကိုတိုက်ပွဲမြေပြင်ထဲကိုခုံချလိုက်တော့ဆိုပြီးတော့အော်ဟိအမိန်ပေးလိုက်ပါရီ စကားဆုံးမှာတော့ကိုဘီ Grassney Hammond တို့၃ယောက်လည်းဂုံးမြင့်မိုင်းနေရာတစ်ခုကိုခုန်တက်သွားခဲ့ပြီးဒိုက်ပွဲဝင်မိုးတက်ကိုနေဟန်ထားကိုအသိဉာဏ်ထားလိုက်ကြပါပြီ။တစ်ဖက်မှာလည်းဒါကိုမြင်လိုက်ရတဲ့ Byrate အဖွဲ့ဝင်တပ်သားတွေကကိုဘီစတင်အလှရှားပြီဆိုပြီးအနောက်ကနေလိုက်လာခဲ့ကြပါတယ်။ Grass က Hammond ဘူကိုသူတို့နောက်ကနေလိုက်လာတဲ့ဓားများတွေအားလုံးကိုရှင်းပြဖို့အတွက်တောင်းဆိုနေခဲ့ကြ။ Hammond ဘူကတော့ထုံးစံတိုင်းသူ့ကိုယ်သူယုံကြည်မှုတွေကင်းမဲ့နေပါတယ်။ဒါကြောင့်မလို့ Grass ကလည်းအဲ့လိုတွေဆက်လုပ်နေမယ်ဆိုရင် Gap နဲ့မင်းကိုပြန်တိုင်မာတော့လို့ပြောလိုက်ပြီးချိန်ချောက်လိုက်တဲ့အခါမှာတော့ Hammond ဘူလည်းကြောက်ကြောက်နေပဲရန်သူတွေစီကိုပြေးဝင်သွားပါတယ်။ ်ဂရက်စကာကိုဘီကိုတကယ်လို့အေယာမလက်ဖွားကြီးကိုဖောက်ခွဲပြစ်မယ်ဆိုရင်မင်းမဘုံလို့အရာမျိုးတစ်ခုခုရှိမှဖြစ်မယ်ဆိုပြီးပြောနေပါရီကိုဘီကတော့အဲ့လိုအရာမျိုးသူ့ရှိမှမရှိကြောင်းနဲ့အနီးနောက်မှာရောက်မှသာတစ်ခုခုလုံးဖို့အတွက်ဆုံးဖြတ်ထားကြောင်းပြန်ရှင်းပြပါရီဒါကြောင့် grass လည်းရေတပ်သိမ်းမော်ကြီးတစ်ခုလုံးကိုဖျက်ဆီးပြစ်လို့ရလောက်တယ်။လက်ဖွားကြီးကိုရင်ဆိုင်မှုအတွက်ပလန်မရှိတဲ့ကိုဘီကိုအတော်လေးစိတ်ဝင်စားသွားခဲ့ပြီးခေါင်းထဲမှာလည်းဘေးလီများစွာဖြစ်ပေါ်လာပါရီအဲ့ဒီချိန်ယုတ်တိရဲ့ beast spirit တယောက်ကကိုဘီကိုလက်ပြဘုံနဲ့လှမ်းပြလိုက်ပါရီ ဒါကိုလမ်းမြင်လိုက်တဲ့ဟမ်မန်ဘူတယောက်ကချက်ချင်းမဲ့လီဘောကိုခုန်တက်သွားခဲ့ပြီးဂျန်နေကိစ္စတွေအလုံးကိုမင်းတို့ကိုအပ်ခဲတော့မယ်ဆိုတာမျက်စိစုံမိပြီးဘုံကိုဓာတ်နဲ့ခုတ်ချပလိုက်တာကြောင့်သူ့ဘောက်ပေါက်ကွဲသွားပါရီ Grass ကကိုဘီတို့ကိုတိုက်ပွဲချိန်တွေမှာအာယုံမပြတ်မှုနဲ့ gap ချမှတ်လိုက်တဲ့အမိန်ကသာဆက်လက်လှုပ်ဆောင်နိုင်မှုအတွက်ဖိအားပေးနေခဲ့ပါရီဒါကြောင့်ကိုဘီလည်းအာယုံကိုချက်ချင်းပြန်လဲစုစည်းလိုက်ချိန်တစ်ဖက်မှာတော့ gap တယောက်လဲကြရာကနေပြန်ထလာပြီးတခုခုလှုပ်ဖို့အတွက်ကြံစီနေပါရီအဲ့ဒီချိန်အောက်ကီကြီးကရောက်ရှိလာခဲ့က gap ကိုဒဏ်ရာပြင်းထန်ရထားတာတော့မှဘယ်ကိုသွားမလို့လဲဆိုပြီးလာမေးပါရီ ။ဒါကြောင့် gap ကလည်းပဲကုန်းချေခံရတဲ့ဒဏ်ရာကတာတာလေးပဲရှိတယ်ဆိုပြီးတော့ပြောလိုက်ပါရီ။ပြီးတော့သူကချက်ချင်းမဲ့သူ့ရဲ့ hockey စွမ်းကိုပတ်ဝန်းကျင်တစ်ခုလုံးကိုပြန့်နှံ့သွားအောင်ထုတ်လုပ်ပြလိုက်ပြီးတစ်ဖက်မှာလေးဒါကိုမြင်လိုက်ရတဲ့ AOKG တယောက်ရေတက်ဒူးပုံမှုတယောက်ရဲ့စွမ်းအားအစစ်မှန်လားဆိုပြီးမျက်လုံးမျက်စံတွေပါပြူးသွားခဲ့ရပါရီ။အဲ့ဒီအချိန် gap ကတော့ AOKG ကိုမင်းကနှုပါသေးတယ်ကွာလို့ပြောလိုက်ပြီးသူရဲ့အားပြင်းတဲ့ထိုးချက်တစ်ချက်နဲ့ဖိထိုးချပြစ်လိုက်ကတဖက်ကိုခုံထွက်သွားပါရီဒီလိုနဲ့ gap တစ်ယောက်လေးပေါ်မှာပြန်ဝဲနေရင်သူရဲ့ hockey အစွမ်းနဲ့ကျွန်းတစ်လျှောက်ဖောက်ခွဲပြစ်လိုက်က အရာမဂျိုးမိတ်စာကြီးစီကိုဥတီလာနေခဲ့ပါတယ်အဲ့နောက်မှာတော့ဂျွန်းတခုလုံးကလည်းအနီရောင်တန်းသွားခဲ့ပြီး Gap ရဲ့ Galaxy Device ထိုးချက်နဲ့အတူပဲအရာမဂျွန်းမိတ်စာကြီးလည်းတစားစီပေါက်ကွဲထွက်သွားပါတော့တယ်။အဲ့ဒီအချိန်တစ်ဖက်မှာတော့ရုပ်တရက်ပြန်ဆုတ်သွားတဲ့အရာမလက်ဖွာကြီးကြောင့်ရေတပ်သားတွေအကုန်လုံးလည်းအံ့ဩသွားကြရပြီး Grass ကတော့ဒါက Gap ပြောတဲ့တိုက်ပွဲဖွင့်လာဆိုတာပါစပ်အဟောင်းသားဖြစ်နေပါတယ်။အဲ့ဒီအချိန် Kobe ကတော့သူ့ကို Gap တရအတန်းနဲ့ရင်မိကဲတင်ပေးလိုက်တာကိုသဘောပေါက်ခဲ့ကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။တစ်ဖက်မှာလည်းရုပ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့အရာမဂျွန်းမိတ်စာကြီးက Gap ကိုကြိထား ခမရိုက်လူတွေကိုခမရမျက်စိရှိမှရင်တပ်ပြမယ်ဆိုပြီးနောက်တစ်ချိန်တိုက်ခိုက်ဖို့အတွက်ပြင်ဆင်လိုက်ပါရီဂမ်ဘီအထွေထဲမှာတော့ကိုဘီအတိတ်တုန်းကဟမ်မန်ဘိုးနဲ့အတူပြောခဲ့ပူတဲ့စကားတွေကိုပြန်ချားရောက်နေခဲ့ရင်ကိုဘီရဲ့ငယ်ဘဝကိုပြန်သတိရနေပါရီတစ်ချိန်ကကိုဘီကလေးချင်ရင်စင်နိုင်သူများတွေထပ်ပို့ပြီးအနာတရားဖြစ်လာတဲ့အကြောင်းကိုဂမ်တယောက်တွေ့နေပါရီတကယ်တော့ကိုဘီကသူ့ကိုယ်သူအရင်ညံ့လို့တဲ့လူတယောက်လို့သတ်မှတ်ထားတဲ့အတွက်အချားကလေးတွေထပ်ပို့ပြီးတော့နေမနာညမနာလေးချင်ရေးတွေခိုးဆင်းခဲ့ပါရီဒါကြောင့်မဲကိုဘီရဲ့လက်ကအချိန်တိုင်းလိုလိုပတ်တီးအဖွေသားနဲ့ဖြစ်နေကြရတာပါ ီလီဝါချက်တီအားလုံးကိုတီးတဲ့တယောက်သေးသောသူကဟမ်မန်ဘိုဖြစ်ပြီးသူကကိုဘီရဲ့လေ့ကျင့်ရေးတွေကိုအချိန်တိုင်းလိုလိုလိုက်ချောင်းကြီးက gap ကိုတရင်ပို့ပေးနေခဲ့ရတာပါဒီလိုနဲ့ gap ကကိုဘီတယောက်နေတိုင်းလိုလိုရေတက်တင်မိုးကိုတဲအီလိုထိုးနှက်နေရဲဆိုတာကိုသိရှိသွားခဲ့ပြီးအဲ့ဒီအချိန်အားစားလို့ကိုဘီတယောက်ရေတက်ရဲ့အနာဂတ်သူရဲကောင်းတယောက်ဖြစ်လာနိုင်မယ်ဆိုတာရိပ်မိသွားပါတယ်လက်ရှိအချိန်မှာတော့ကိုဘီတယောက်လေထဲမှာပြန်ဝဲနေခဲ့ပြီးသူရဲ့ခန္ဓာကိုယ်ဟန်ချက်ကိုတော့သူမထိန်နိုင်ပဲဖြစ်နေပါတယ်ဒါကိုမြင်လိုက်ရတဲ့ရေတက်သားတွေအားလုံးကလည်းပဲဂူဘီကအီယာမလက်ကြီးကိုသူတယောက်တည်းအင်ယာနဲ့တောက်ဖို့အတွက်စူးစမ်းနေတာလားဆိုပြီးအံ့ဩနေတာပါ ။ဗီလန်တပြားတွေကလည်းပဲလူတွေကသူ့ကိုသူရဲကောင်းလို့ခေါ်ရနေပဲကိုကိုကိုဒုက္ခရှာပြီးမန်တက်နေတဲ့ကောင်းလေးပဲဆိုပြီးထင်ကြီးပြီးကလောင်ပြောင်နေပါလေ။အဲ့ဒီအချိန်ကိုဘီရဲ့တွေ့ထဲမှာတော့သူ့ကိုသူအခြားသူတွေထက်ညံ့နေလို့ခံစားခဲ့ရတာကြောင့်နေမနာညမနာလေးချင်းရင်းစင်းခဲ့ရတဲ့နေ့တွေကိုပြန်သတိရနေပါလေ။ဒါပြင်ဂက်ပြရဲ့ဆုံးမစကားတွေကိုလည်းပြန်လဲကြားရောက်နေတာပါ။ဒီလိုနဲ့အရာအလုံးအဆုံးသတ်သွားပြီလို့ထင်နေရချိန်မှာပဲကိုဘီကသူ့ရဲ့ honesty impact ဆိုတဲ့ထိုးချက်ကိုထိုးလိုက်ပြီးအားလုံးရှိမှထုတ်သုံးပြလိုက်ကအေယာမဂျိုးမိတ်စာကြီးရဲ့လက်ဟာလေးပဲတစားစီပောက်ကွဲပြက်စီးသွားခဲ့ပါလေ။ ဒါဝင်မြင်လိုက်ရတဲ့ gap တစ်ယောက်သဘောကျစွာညီမောနေပါလေ။အဲဒီနောက်မှာတော့ရေတက်သိမောဘော်ကိုပြုတ်ကျလာနေတဲ့ကြောက်သားအပိုင်းစာရီနဲ့အတူကြောက်စားကြောက်နာရီအားလုံးကို grass ကသူ့ရဲ့ glorab လို့ခေါ်တဲ့ bike ကိုနေနဲ့ကားပေးထားလိုက်ပြီးတစ်ဖက်မှာလေဟမ်မန်ဘူကမယုံနိုင်လို့ဆရာစွမ်းအားတွေကိုပိုင်ဆိုင်သွားပြီဖြစ်တဲ့ကိုဘီကိုပွေးဖက်ရင်ချီကျူနေပါလေ။နောက်တစ်ခါမှာတော့သိမောဘော်ကိုပြန်လဲရောက်ရှိလာပြီဖြစ်တဲ့ကိုဘီကိုဒါရှိကေပါဝင်အားလုံးကဝိုင်းကြိုဆိုနေကြပါလေ။ အဲ့ဒီအချိန်တာရှိကီရဲ့ဆက်သွယ်ခရီးဝါထမီလာခဲ့ပြီးကိုဘီကိုကယ်ဆယ်ရေးစီစဉ်အောင်မြင်သွားပြီဖြစ်တာကြောင့်ဂျိုးမော်ကနေအမြန်ဆုံးထွက်သွားကြတော့ဆိုရဲဂက်ပြဲတန်ကထွက်ပေါ်လာပါရီနောက်ပြီးသူကိုကယ်ဆယ်ဖို့လုံးဝမလိုကြောင်းနဲ့ဒီအောင်မြင်မှုကပဲပင်လယ်ဓားများတွေကိုဖြုံသွားစီလောက်မဲ့ဖြစ်ရပဲလို့ဆိုပါရီအဲ့ဒီအချိန်ဂက်တစ်ယောက်ကတော့မုန်းစိတ်မဲကြီးရဲ့ပင်လယ်ဓားအဖွဲဝင်တွေဖြစ်တဲ့အောက်ဂီဂျီရိုရဲ့ဝိုင်းထားခြင်းကိုခံနေရပြီးသူရဲ့ဘိုက်မှာလည်းရေခဲကြုံနဲ့စိုက်ခန့်ထားရတဲ့တံရကြောင့်ဟောင်းလောင်းပေါက်ကြီးဖြစ်နေပါရီဒီလိုနဲ့နောက်နေ့ဒီမှာတော့ရေတက်သူရေကောင်းတယောက်ဖြစ်တဲ့ကိုပြီးအကဲခံလာရပြီဆိုတဲ့သတင်းနဲ့အတူ ။ဒန်နာရီလာသူရဲကောင်းကြီးဖြစ်တဲ့ဂပ်တယောက်ပင်လယ်တမကျုံးပေါ်မှာပျောက်ဆုံးသွားကြောင်းနဲ့ပင်လယ်အေဂရစ်တယောက်ဖြစ်တဲ့လူဖီလည်းအခက်ကျွန်းစုထဲမှာပိတ်မိနေတဲ့ဆွဲတဲ့ရင်ကိုတကဘာလုံးကသိရှိသွားခဲ့ကာဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပါရီ။အပိုင်းထောင်းတရာနဲ့ဆက်3ရက်အဆောက်မှာတော့အားလုံးကဂက်ပြောက်သွားတဲ့တဲ့ရင်ကြောင့်တုံ့လုံနေခဲ့ပါလိ။တယောက်ကတော့ဒါကကိုဘီကိုလိုက်ရှာရင်ဖြစ်ခဲ့တာမဟုတ်လားလို့မိလိုက်တော့တစ်ဖက်ကလူကလည်းဂက်ကဓမြရီရဲ့ဂျုံးမော်မှာပျောက်သွားတာလို့ပြောလိုက်ပါလိ။ဒါကကြတော့ရွာလူကြီးကဂက်ကတီးသွားတာမဟုတ်ဘူးနော်လို့ပြောလိုက်တယ်။ ူရဲ့စကားကိုအမျိုးသမီးတယောက်ကထောက်ခံလိုက်ချိန်ဟီတန်တစ်ခုကထွက်လာတာကြောင့်ရွာလူကြီးကသူ့ကိုလှောင်နေလို့ထင်ကဒေါသထွက်ပြီးဩလိုက်ပါရီဒါကြောင့်ကလေးကလန့်သွားခဲ့ပြီးအမျိုးသမီးကလည်းကလေးကိုအမြန်ပုတ်ချီလိုက်ပါရီအဲ့ဒီအခါရွာလူကြီးကဟီတန်ကကလေးစီအားဆိုတာကိုသိသွားပြီးကလေးကိုတောင်းပန်နေပါရီအဲ့ဒီအချိန်မျိုးသမီးကတော့လူဖီရဲ့မျက်နှာကိုဖမ်းမိသွားပြီးကလေးကိုလည်းကိုကြီးလူဖီကိုချစ်တယ်မလားလို့မေးလိုက်တော့ကလေးကလည်းပဲလူဖီရဲ့မျက်နှာကိုကြည့်ကပြုံးနေပါရီ အဲ့ဒီအချိန်တယောက်ကတော့ gap အတွက်စိတ်ပူနေပြီတဖက်မှာလေ gap ပြောက်သွားတာကပင်လေတမျှကျုံးမော်ဖြစ်နေလို့ဒါကအဆင်မပြေဘူးလို့တွေးကသူက gap ရောလူဖီရောဘာလုပ်နေရလဲလို့မေးခဲ့ပါရီဒါပေမဲ့တိတ်မကြခင်မှာပဲမမျော်လင့်တာတခုကဖြစ်လာပါရီအဲ့ဒါကတော့မြေပြင်နေတုံဟီလာပြီးငလျင်လောက်ခတ်ခဲ့တာပါဒါက grand line ရဲ့နည်းမြေလေးခုလုံးမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးဒါကြောင့်အားလုံးကဘေးလွတ်ရာကိုပြေးလွှားနေကြကြပါရီအဲ့ဒီနောက်အားလုံးကဂုံးပြင်ဒေသတွေကိုအမြန်ပြေးသွားပြီးဆူနာမီလိုင်းတွေကနေလွတ်အောင်ကြိုးစားခဲ့ရပါရီဒါပေမဲ့တချို့ကတော့မလွတ်တော့ပါဘူး ဒီလိုမျိုးငံလီရည်ဖြစ်ပေါ်လာတာကလူလူစီယာတိုင်းမီကမြေပုံပေါ်ကနေပျောက်ကွယ်သွားပြီး6ရက်ကြာမှဖြစ်ပွားခဲ့တာကြောင့်သူတို့ကလူလူစီယာတိုင်းမီရဲ့နေရာကိုသွားကြည့်ခဲ့ကြပါတယ်။အဲဒီအချိန်သူတို့ကတိုင်းမီရဲ့နေရာမှာအပေါက်ကြီးတစ်ခုဖြစ်နေတာကိုတွေ့လိုက်ရပြီးအရာအလုံးကိုစုံယူနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သွားပြီးလေ့လာတဲ့သူတွေကဒီသတင်းကိုသူတို့ရဲ့အထက်လူကြီးကိုပြောပြခဲ့ပါတယ်။ဒါကြောင့်သူတို့ကအပေါက်ကနေအရာအလုံးကိုစုံယူနေတာကြောင့်ဒီထက်ပိုပြီးရှေ့ကိုဆက်သွားလို့မရတော့ဘူးလို့သတင်းပို့ခဲ့ကြပါတယ်။ဒါပေမဲ့ပေလယ်ရည်မြင့်တက်လာမှုကြောင့် Evan ကသူမရဲ့ပျောက်သွားခဲ့တဲ့ဂန်းဂျီကိုကြီးကဘာတွေဖြစ်နေရလဲလို့ပြောလိုက်ပါတယ်။ ူမကပျောက်သွားခဲ့တဲ့ဂန်းကြီးကိုကြည့်ပြီးရေကပြန်ကျလာမှလို့ပြောနေပါရီအဲ့နောက်မှာတော့တယောက်ကဂန်းကြီးမှာပြေးလွှားနေတဲ့သူမရဲ့အိမ်မက်ကိုသတိရနေပါရီဂန်းကြီးကိုပြန်ပေးဖို့လဲသူကအော်နေခဲ့တာပါအဲ့နောက်မှာတော့ဒီအဖြစ်ပြဲကြောင့်ဂန်းကြီးတချို့နဲ့ကျွန်းတချို့ကပျောက်ွယ်သွားခဲ့ရပါရီအဲ့ဒီအချိန်မှာပဲရေတွေကမြင့်တက်လာတာကြောင့်အိမ်ထဲကိုရေတွေဝင်လာခဲ့ပြီးငမန်းကြီးကလည်းပဲအလဲပတ်ရောက်လာတာကြောင့်ဘာလို့လဲဆိုပြီးအားလုံးကအော်ဟစ်နေခဲ့ကြပါရီတချို့ကလည်းဒါကရေတက်ရမယ့်အချိန်မဟုတ်သေးဘူးလို့ပြောနေပြီးတချို့ကတော့ငါးသွားဖမ်းဖို့စိတ်ကူးနေခဲ့ပါရီ အဲ့ဒီအချိန်နာဂတ်ကျွန်းလို့ခေါ်တဲ့အခက်မှာတော့ဒိုင်းမီတပီရဲ့အင်အားနဲ့ညီမျှတဲ့ရေတက်ရဲ့အရာမသင်းမော20နဲ့ရေတက်သင်းမောငယ်လေးတယောက်ကကျွန်းကိုဝိုင်းထားခဲ့ပါလိမ့်။ပြီးတော့ရေတက်သင်းမောသား3000ကလိုက်ပါလာခဲ့ပြီးသူတို့ကိုဦးဆောင်လာတာကရေတက်ဘူချုပ်9ယောက်နဲ့ကီဇာရုပဲဖြစ်ပါလိမ့်။အဲ့ဒီအချိန်သူတို့ရဲ့သင်းမောကိုဘလူးကြီးတွေကဝင်ပြီးတိုက်ခိုက်ခဲ့ပါလိမ့်။သူတို့ကသင်းမောကိုကိုက်ဖြတ်လိုက်တာကြောင့်သင်းမောသားတွေကရိမ့်ရိုင်နေကြပါလိမ့်။အဲ့ဒီချိန်ကောင်းကင်ကနေအလင်းရောင်တစ်ခုထွက်ပေါ်လာပြီးကီဇာရုက ပေါ်လာပါရီပြီးတော့ကီဇာရုကပြင်းထန်တဲ့အချိန်နဲ့ဝင်ရောက်လာခဲ့ပြီးရေဘလူးကြီးကိုတစ်ချက်ထဲနဲ့တိုက်ခိုက်ပစ်လိုက်ပါရီ ဒါကြောင့်ရေဘလူးကြီးကနာကျင်စွာနဲ့အော်ဟေးရင်လဲကြသွားပါတော့တယ်။ပြီးတော့သူကရေအောက်ကိုတဖြည်းဖြည်းနဲ့နင်းမြုပ်သွားပါရီ။ဒါကြောင့်မလို့ဆန်တိုမာရုကကီဇာရုကိုဆက်သွယ်ခီးယူကနေတဲ့စဉ်သူရဲ့ CP weapon တွေကိုမထိဖို့အတွက်ပြောလိုက်ပါရီ။ဒါကိုကြတော့ဘော်ဆာလီနိုကဆန်တိုမာရုကိုသူတို့ကရင်ဆုံးလာပြီးတိုက်ခိုက်ခဲ့တယ်လို့ပြောလိုက်ပါရီ။အဲဒီနောက်မှာတော့ဘော်ဆာလီနိုတို့ကိုဂန်းကြီးမှာတက်ဆွဲထားလိုက်ပြီးသူတို့ကဒီမော့ပေါ်မှာခေါက်ဆွဲတွေကိုစားနေကြတာပါ။ဂျိုမမာရော Pacific Star တွေကဂန်းကြီးကနေစောင့်ကြည့်နေပြီးရေဘလူးတွေကလည်းသူတို့ရှိကရေတပ်သင်းမော်တွေကိုကြည့်နေကြပါသေးတယ် ။အဲဒီနောက်မှာတော့ဂီဇာရုကသူ့ရဲ့ခေါက်ဆွဲကိုစားနေပြီးစန်တိုမာရုကိုနေရာထိုင်ရတာအဆင်မပြေပါဘူးလို့လမ်းပြောနေခဲ့ပြီးတော့သူကစန်တိုမာရုကိုမင်းအញ្ញမ်းခံပြီးဒီဘက်ကိုလာပါလားလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဆန်တိုမာရုကဘောဆာလီနိုကိုနောက်တစ်ခါတွေ့ရင်ကျုပ်တို့လည်းတိုက်မအောင်တော့လို့ဦးလေးကြီးလိုပြောလိုက်ပါရီ။အဲဒီနောက်မှာတော့ဆန်တိုမာရုကဘောဆာလီနိုကို Pacific Star Atlas ရဲ့လေဆာပစ်တဲ့အစွမ်းကဘူရော့ပန်းကဦးလေးကြီးရဲ့အစွမ်းပုံစံကိုထည့်ထားတာလို့ပြောလိုက်ပါရီ။ဒါပေမဲ့ကီဇာရုကတော့အခုလိုမျိုးဘေကာပန်းကိုတတ်ဖို့အတွက်လာရလိမ့်မယ်လို့မထင်မိဘူးလို့ပြောလိုက်ပါရီ။ ဒါကိုကြတော့ကီဇာရုကဆန်တိုမာရုကိုသူကရုတ်တရုတ်တရုတ်ပဲလို့ပြောလိုက်ပါရီသူအနေနဲ့ဒီတိုက်ပွဲကိုမတိုက်ချင်ခဲ့ပါဘူးလို့ပြောပြလိုက်ပြီဒါကပျက်စီးမှုတွေကိုပဲဖြစ်စေလိမ့်မယ်လို့ပြောပါရီပြီးတော့ဘော်ဆာလီနိုကကြည့်ရတာလူချီရဲရဲ့လှုပ်ချန်တဲ့အကြံကမအောင်မြင်လိုက်ဖူးနေမယ်လို့သူကပြောလိုက်ပြီဒါကိုကြတော့ဆန်တိုမာရုကဒါကလူဖီရိုကြောင့်ပဲလို့ပြောလိုက်ပါရီဘာလို့လဲဆိုတော့လူဖီရိုကဒေါက်တာဘေကာပန့်ကို လူချီရဲရဲ့လှုပ်ချန်မှုကနေကယ်တင်ပေးထားလို့ပါဒါဖက်မှာလည်းတယောက်ကစီတန်ကိုအချင်းနေရတင်ပြနေပါရီစီတန်ကတော့သူရောက်နေတာကိုဘယ်သူမှမသိစေနဲ့လို့ဆိုလိုက်ပြီးသတင်းစာကိုကြည့်နေပါရီ ။တရင်းနဲ့မှာတော့လူဖီတို့ကဒေါက်တာဘဲကပန်းကိုပြန်ပြီးဆွဲထားပြီးဒုက္ခရောက်အောင်လုပ်နေရလို့ပြောထားတာကြောင့်စေတန်ကဒီဆောင်းဝါးကမဆိုးဘူးလို့ပြောတော့လက်ထောက်ကမော်ဂန်ဆက်လက်ရပါလို့ပြောလိုက်ပါတယ်။အဲဒီနောက်စေတန်ကတကယ်တရင်အမှန်ကပါလဲလို့မေးလိုက်တော့လက်ထောက်က CP0 ရဲ့အစီရင်ခံစာအရဆန်တိုမာရုကဂျိုးမော်ကနေဆင်းလာပြီးလာဘူဖေ့စ်ထဲမှာရှိနေရလို့ပြောလိုက်ပါတယ်။အထက်မှာတော့ဘေဂါပန်အပါဝင်သူ့ကိုကာကွယ်ပေးနေတဲ့ satellite 6ဦးနဲ့ seraphin 4ယောက်အပြင်မဟာမိတ်ဖွဲ့ထားတယ်လို့ထင်ရတဲ့ luffy တို့လည်းရှိနေတယ်လို့ပြောပြပါရီ ပြီးတော့ဒီတစ်ခေါက်လှုပ်ရှားမှုကိုတာဝန်ယူတဲ့လူရှိတို့အဖွဲ့ကတော့ Pacific Star MK3 ရဲ့တိုက်ခိုက်ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်လို့ပြောလိုက်ပါရီ။ဒါအပြင် Frontier Dome ကိုလည်းတရားရဂိုင်းနှုန်းချထားတာကြောင့်အပြင်ရောအထွေမှဆက်သွယ်လို့မရဘူးလို့ပြောလိုက်ပြီးမဏိကလေးကအထင်းမှဘာတွေဖြစ်နေခဲ့တယ်လဲဆိုတာကိုမသိရဘူးလို့ဆိုပါရီ။အဲဒီချိန်စေတန်ကသူ့ရဲ့လက်ထောက်ကိုအရင်တည်းကအခက်မှရှိခဲ့တဲ့သူ့ဒေသီတွေရောလို့မိလိုက်တော့စားဖြစ်ကလေးကပြည်စုတွေကိုတိုင်ပြီးဂျိုးမော်ကနေထွက်သွားကြပြီလို့ဆိုပါရီ။ဒါကိုကြတော့စေတံကသူတို့ကတစ်ခုခုကိုတည်သွားရင်ဘယ်လိုလုပ်မလဲလို့ပြောလိုက်ပြီးပြင်းမြုပ်လိုက်ဖို့အတွက်ပြောသွားတယ် ဒါကိုကြတော့လက်ထောက်ကလန့်သွားခဲ့ပေမဲ့သူကခေါင်းငိမ်ခဲ့ပါရီအဲ့နောက်လက်ထောက်က gluten jewelry ဘုံဒီကိုတွေ့လိုက်ရတယ်လို့ပြောလိုက်ပြီးစီတန်ကတော့ကူမရဲ့သမီးလားလို့မေးလိုက်ပါရီဘာမှမဟုတ်တဲ့ရိုးရိုးကလေးမလေးပါလို့ပြောလိုက်ပြီးလှုပ်ထားလိုက်လို့ပြောလိုက်ပါရီအဲ့ဒီအချိန်အခက်ကနေပြီးတော့ဆက်သွယ်မှုတစ်ခုဝင်ရောက်လာပါရီဒါကြောင့်မလို့တက်သားတစ်ယောက်ကကီဇာရုကိုပြောလိုက်ပါရီဒါကြောင့်မလို့ကီဇာရုကဆက်သွယ်နေတဲ့နေရာကိုအမြန်ဖော်ထုတ်ဖို့အတွက်ပြောလိုက်ပြီးအဲ့ဒီအချိန်အကြီးကြီးငါးယောက်ကလည်းဝင်လာတဲ့ဖုန်းကိုကင်လိုက်ကတစ်ဖက်မှာလည်းကီဇာရုကသူ့ရဲ့လက်ထဲမှာပတ်ထားတဲ့ဖုန်းကိုကင်လိုက်ပါရီ ။တစ်ဖက်ကနေပြီးတော့ယောဂီရဲ့အတန်ကထွက်လာခဲ့ပြီးအကြီးအကဲတွေကိုမင်းတို့ကငါ့ကိုပါတတ်ဖို့လုပ်နေရလားလို့ပြောလိုက်တယ်။ဒူမအနေနဲ့စတေလာရဲ့တစ္ဆာဖောက်မှုကိုပြောပြခဲ့တာတော့ဘာလို့အဲ့လိုလုပ်တာလဲလို့မေးလိုက်ပါလိမ့်။ဒါကိုကြတော့အကြီးအကဲတွေကယောကိုမင်းရောဘယ်ကပန်ရောလို့ပြောလိုက်ပြီးလူဖီတို့ကရောဘာလုပ်နေလဲလို့မေးလိုက်ပါလိမ့်။တော်ကြတော့ယောဂမနီကကလေးကဒူမတယောက်ထဲကပဲဆက်သွယ်မှုတွေကိုလုပ်နေကြတာလို့ပြောလိုက်ပြီးဒူမကိုတခုခုလုပ်မယ်ဆိုရင်တော့ဒူမဘက်မှာဆရာဖင်နေရှိမယ်လို့ပြောလိုက်ပါရီအဲဒီနောက်ယောဂရေတက်ကလာဝိုင်းတာကဘာသဘောလဲလို့အကြီးအကဲတွေကိုမေးလိုက်ပါရီ ီးတော့ယောဂအကြီးကဲတွေကိုသူနဲ့စိတ်ပွဲနှွဲချင်လာလို့ပြောလိုက်တော့အကြီးကဲတွေကယောဂကိုတကယ်တမ်းစိတ်ကူးပြောင်းသွားတာလားလို့ပြောလိုက်ပါတယ်အဲ့တော့ကတော့အကြီးကဲက Mother Flame ကိုမင်းလည်းလုံနိုင်နေမှာလားလို့မေးလိုက်တော့ယောဂသူမနဲ့ပူပေါင်းမှုစိတ်ပါလာပြီလားလို့မေးလိုက်ပါရီပြီးတော့ယောဂအကြီးကဲကို Mother Flame ကိုလှုပ်တဲ့ Power Plant ကဒီကျုံးပေါ်မှာရှိတယ်လို့ပြောလိုက်ပြီးအဲ့နောက်မှာတော့ယောဂအကြီးကဲတွေကိုသူမရဲ့တခွဲကန်းကိုမထိခိုက်စေနဲ့လို့ပြေးယူလှုပ်လိုက်ပြီးတော့အကြီးကဲတွေကလည်းလက်ခံလိုက်ပါရီအဲ့နောက်မှာတော့ယောဂအပေးယူဖြစ်ပြီလို့ပြောလိုက်ပြီးဒါဆိုရင်သူမကိုမြဲမြဲလာခဲ့ဖို့အတွက်ပြောလိုက်တာကြောင့်အားလုံးကကြောင်းသွားခဲ့ပါရီ ဒါကဘာသဘောလဲလို့ပြောနေချင်းယောကသူကလူဖီရဲ့လက်မှာအသက်ခံရလိမ့်မယ်လို့ပြောလိုက်တယ်။အဲ့ဒီအချိန်ဇိုရိုကတော့အော်ဟစ်နေတဲ့ယောကိုကြည့်ပြီးလူဖီတယောက်ကိုဘယ်လိုလုပ်ရမလဲလို့မေးလိုက်ပါတယ်။ယောကတယောက်ကတော့အကြီးကြီးတွေအားလုံးကိုလူဖီတို့ကိုချေမွာပေးဖို့အတွက်ပြောဆိုနေပြီးဘေဂါဘန်းကလည်းသူ့ကိုတစ္ဆာဖောက်နေတာကယောကဆိုတာကိုသိသွားပြီးတော့သူကဒါရီဘယ်လိုဖြစ်ခဲ့တာလဲဆိုတာနားလည်ပြီးလို့ပြောလိုက်ပါတယ်။ပြီးတော့ဒေါက်တာကသူ့ကြောင့်အလုံများစီလို့တောင်းပန်ပါတယ်လို့ပြောလိုက်ပြီးတစ်ဖက်မှာလည်းနာမီကယောကိုကြည့်ပြီးတော့ဘာလုပ်လိုက်ကြမလဲလို့ပြောနေချင်းလူဖီကတော့သူ့အနေနဲ့ကောင်းကောင်းနားမလဲပေမဲ့ယောကကိုတစားကန်လှုပ်ပြီးပြေးကြမလားလို့မေးပါတယ်။ ။အဲ့ဒီအချိန်ဘုံဒီကဒါကတစားကန်အမှုလို့ပြောလိုက်ချင်းစန်းကြီးကရောက်လာပြီးဘုံဒီကိုပန်ကိတ်စားမလားလို့မိလိုက်ပါရီ။ဒါကိုကြတော့ဘုံဒီကလည်းပဲယူမယ်လို့ပြောလိုက်ပါရီ။အဲ့ဒီအချိန်ဖရန်ကီကချော်ပါကိုရော်ဘင်ရဲ့ခြေနေကဘလို့လဲလို့မိလိုက်တော့ချော်ပါကအသေးချာနာလိုက်မယ်ဆိုရင်ပြန်ကောင်းသွားမှာပါလို့ပြောလိုက်ပါရီ။အဲ့ဒီအချိန်ချင်းမီကလည်းရော်ဘင်ရဲ့တန်ရာကတက်တာလာဆိုလိုက်တော့ရော်ဘင်ကချောပါရဲ့စီးရီကြောင့်တက်တာတယ်လို့ပြောလိုက်ပါလိမ့်။ဂျင်မီကတော့ရော်ဘင်ကိုဒေါက်တာကိုကြည့်ခဲ့တာတော်တယ်လို့ပြောလိုက်တော့ရော်ဘင်ကဒါကသူမတယောက်ထဲကြောင့်လုံနိုင်တာမဟုတ်ဘူးလို့ဆိုပါရီ ။ဒါမှမဟုတ်တော့လူဖီကသူ့ရဲ့ပါဇက်ကိုတောက်လိုက်ပြီးအူဆုပ်ကိုသူ့ကိုဖုံးခွပေးဖို့အတွက်ပြောလိုက်ပါရီ။ဒါကိုကြတော့အူဆုပ်တို့ကလန်သွားပေမဲ့သူကဖုံးခွကိုလူဖီကိုပေးလိုက်ပါရီ။ပြီးတော့သူကငါကရွက်ကိုတစားကန်လောက်ပြီးဒီနေရာကနေရောင်းအောင်ဖောက်ထွက်မယ်။ပြီးတော့ရွက်လွှင့်မယ်လို့ပြောလိုက်ပြီးတော့ဇလန်လေးကလည်းပဲဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါရီ။